ကဘာကျော်ကစားသမားဖြစ်လာလို့မိခင်ကြီးကဒေါ်လာတန်းချီတန်းနဲ့အင်ကြီးဝယ်ပေးနိုင်ခဲ့တဲ့ချူရှင်အပံပရင်သက်ကြီးများလုံးမဲမင်္ဂလာပါရှင် Famous Daily News မှပြန်လည်ချူဆွန်လိုက်ပါတယ်ကဘာကျော် UFC Fighter တယောက်ဖြစ်လာပြီးမှမိခင်ကြီးကဒေါ်လာတန်းချီတန်းနဲ့အင်ကြီးဝယ်ပေးခင်တာကမြန်မာလူမျိုးချင်းတိုင်းတန်းလေးချူရှင်အပံမှာအခုဆိုရင်ဂျိုရှူအာဘန်ဟောင်းမကြခင်အချိန်တွင်ကမ္ဘာအကောင်ဆုံး UFC Featherweight Champion ဖြစ်လာဖို့ရှိနေပါတယ် ဂျက်ရှူအဘန်ဟာဆိုရင်ပြီးခဲ့တဲ့ရက်သတ္တပတ်မှာဘရာဇီးဖိုက်တာဘရူနိုဆေးဗာကိုတုံးချီမှလဲထုံးနိုင်ယူပြခဲ့တာပါဒါပြင်ခုလာမဲ့28ရက်နေ့မှာဆိုရင်လေဂျိုရှုအဘန်ဟောင်း flyweight တန်းဆင့်တစ်ကစားသမား brander rival ကိုကစားဖို့ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လေဂျိုရှုအဘန်ဟောင်းကဘာပေါ်မှာအလားအလာကောင်းဆုံးကစားသမားဖြစ်နေတာပါ။အခုဆိုမြန်မာနယ်ပေါ်ချင်းတိုင်းသားလေးဂျိုရှုအဘန်ကိုကဘာတလွန်းခပြိုင်သက်တွေကပါအယူမူအားပေးနေကြပြီလေဖြစ်ပါတယ်။ ဒါကြောင့်လေခုခါမှာတော့ကျွတ်ချွာပန်ဟောင်းမိခင်ကြီးကိုနမကြီး MMA fighter တွေတာဝန်နိုင်နေဒေါ်လာတန်းချီတန်းတဲ့အင်ကြီးကိုလက်ဆောင်ဖြည့်ဝေးပေးနိုင်ခဲ့တာပါကျွတ်ချွာပန်ကသူ့မိခင်ကြီးဟောင်းအမေရိကန်နိုင်ငံမှာတားလီနဲ့တမီလေးကိုလူလားမြအောင်ကြိုးစားရုန်းကန်ခဲ့လို့အခုချိန်မှာကျေးဇူးဆက်တာလို့ဆိုရတယ်ကျွတ်ချွာပန်ရဲ့မိခင်ကြီးကတော့ကျေးဇူးတိတက်တဲ့တားလီကြောင့်မျက်ရည်တော်ဝေးရတာပါကျောရှွာပန်ခုချိန်မှာအောင်မြင်တဲ့ကစားသမားဖြစ်နေပြီမြေတလူချင်းတွေကိုလွယ်လွယ်နဲ့ရလာတာမျိုးတော့မဟုတ်ပါဘူး အထူးသဖြင့်မြန်မာနိုင်ငံကချင်းတိုင်းဒေသတရားအတွက်အမေရိကန်လိုနိုင်ငံမှာရှင်သန်ရတာကထင်ထောင်တာထက်ကျန်းတန်ခဲ့ပါတယ်။အထူးသဖြင့်အကြောင်းတွေရက်ွက်တွေထဲမှာလူမျိုးရေးခွဲခြားဆက်ဆံခံရတာတွေအနိုင်ကျင့်ခံရတာတွေကောင်းဖန်အထွက်များပါတယ်။တလူနိုင်ချင်းခံရတာကောင်ကျိုးရှွမ်းအဘကိုကိုကံပညာသင်ကြားဖို့ဖြစ်လာတဲ့အကြောင်းပြချက်ပါ။နောက်ပိုင်းမှာတော့ကျိုးရှွမ်းအဘဟာလမ်းပေါ်မှာရံဖြစ်တတ်တဲ့ကလင်းလေးတောင်ဖြစ်လာပါတယ်။တလူလမ်းပေါ်ရံဖြစ်တတ်တဲ့ဖန်ကိုအတီတရားဝင်အောင် ဆုံးမခဲ့တာကကျိုးရှွမ်းအဘရဲ့ဒေါ်ပါ ဂျိုရှာဘန်ရဲ့ဒေါ်ဖြစ်သူကဗန်အနီနဲ့လက်သီးစွမ်းကိုလမ်းပေးမှအသုံးမချပဲမိသားစုအတွက်မြန်မာနိုင်ငံအတွက်အသုံးချဖို့တိုက်တွန်းခဲ့တာပါအဲ့ဒီနောက်မှာတော့ဂျိုရှူအာဘန်တယောက် MMA ပြိုင်ပွဲတွေကိုစတင်ရှင်ပြိုင်ရင် ခုဆိုရင်ဂျိုရှူအာဘန်ဟာကဘာကျော်ကစားသမားတယောက်ဖြစ်နေပါပြီ။ ဂျိုရှွာဘန်ရဲ့ထူးခြားချက်တစ်ခုကတော့ဂျိုရှွာဘန်ဟာပွဲကစားတိုင်းမှာမြန်မာလန်ကိုမျက်တနှိုးလွှမ်းခြုံလေးရှိတာပါဂျိုရှွာဘန်ဟာစောပိုင်းမှာ UFC ကမြန်မာလန်ကိုခြုံခွင့်မပေးရကိုမြန်မာကိုစားပြုထိုးသက်ခွင့်ရအောင်ကောင်းဆုံးစူးစမ်းနိုင်ခဲ့ပါတယ်အခုဆုံး UFC ပွဲတိုင်းအင်တာဗျူးတွေဖြေတိုင်းဂျိုရှုအာဘန်ကိုမြန်မာလန်နဲ့မြင်ရလေရှိပါတယ်။ဂျိုရှုအာဘန်ဟာမကြခင်ရဲ့တရပတ်ထဲမှာတော့ကမ္ဘာနံပါတ်1ကစားသမား Brandon Rivera နဲ့ထိုးသန့်ရဖို့ရှိနေတာပါ ဖန်ဟာပထမပွဲနဲ့သုံးပတ်ကြာပြီးထုံးသိရမယ်ပွဲမှုဖန်တရပြေဝထိုးနိုင်မှာမလားဆိုတော့တန်တရာဖြစ်စရာပါဖန်ကတော့သူ့လူချင်းနဲ့ချန်ပီယံကပ်ဖန်စင်ခေါ်ခွင့်ရဖို့အတွက်အရေးစွန်လိုက်ပါတယ်ဖန်ရဲ့မိခင်ကြီးကတော့စိတ်ပူနေသေးပါဒီတော့ကျောချွာဘန်တရားဂျွန်လ28ရက်နေ့မှာအကောင်းဆုံးကစားရင်အနိုင်ရသွားမလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောချင်တိုင်းသားလေးကျောချွာဘန်ကအားပေးကြသလားဆိုတာပြောသွားကြပါအောင်ရှင်။